ော်ဒါပေါ့ရုပ်ရှင်ထဲမှာဆိုလဲလေဟိုကောင်မလေးကရှာကျင်းပါနော်ချစ်လို့ယူပြီးပိုင်သိမ်းထားပါအဲအဲရရှိရလဲကြိုက်တာပေါ့အတက်ကြီးရလဲကြိုက်တာပေါ့ဟုတ်ကဲ့ပါအဲတီဗီကဒီဒီအနုပညာလုပ်လေးကိုလည်းဒီဝါသနာရန်ပါတဲ့အတွက်ရှောက်လန်းနေပါတယ်အဲအနုပညာဘက်မှာအားပေးလို့လည်းရပါတယ်ဒီစီးပွားရေးဘက်မှာလည်းအကြိုက်တာကိုအားပေးနိုင်ပါတယ် 项目款。<noise> <noise> <noise> ပြန်မပြရုပ်ရှင် guide တင်ဖို့ရှိတယ်။အရှိမဆယ်လီဆိုင်ပြိုးရေးရိုက်ထားရှိရဲ့။အဲ့ဒါလည်း November 31ရက်နေ့စပြီးတော့ MRT4 မှာစလွှင့်မယ်။အဲဒါပြီးလို့ရှိရင်လည်း series လေးကိုရှင်မွေလာနဲ့ series လေးဝင်ဖို့ရှိပါတယ်။အဲဟုတ်တယ်။တကယ်ဟိုကြော်ညာလေးရိုက်တယ်ပြီးတော့အရှိမဆိုရင်ဟို music video လေးကိုကြည်ဖက်ရဲ့ music video ကိုစားရဲ့ music video အကိုမနောရဲ့ music video အဲအဲ့လေးနဲ့အဲရောက်လာရပြောရမှာပေါ့နော်ဟုတ်တခါကြီးကျလည်းကိုကိုကိုကန်ကောင်းတယ်လို့ခံစားရတယ်။ဒီတခါကြီးကျတော့လည်းဟဲ့ မျက်နှာตาမပေးဘူးလို့ခံစားရတယ်။ဒီမှာလဲဆိုတော့တချို့အခွင့်အရေးလေးပေါ့ဒီပြန်မပြောရကားမျိုးဆိုရင်ရုပ်ရှင်ကားကြီးနေရာမှာတီးလို့အစ်စ်တယောက်နေနဲ့ဒီလိုမျိုးဆင်းအများကြီးကိုတရုပ်ဆောင်ခွင့်ရဖို့ဆိုတာဒါကတော်တော်တင်အောင်လာဦးလေเนาะဆိုတော့ဒါအဲ့လိုမျိုးချိန်မျိုးတွေဆိုရင်တော့တိကိုကံကောင်းတယ်လို့ခံစားရတယ်။ကံမကောင်း လိုခံစားရခင်ကတော့ဒီလိုမျိုးပေါ့ယုံတရားခတ်တာတွေအသေးပြောမယ်ဆိုရင်ဒါ white ace ဆိုရဲကားလေးကရုပ်ရုပ်ရှင်ကားကြီးတကားတိအရှိမရိုက်ထားရပေါ့နော်လူငယ်ကားလေးအဲ2019လောက်ကရိုက်ထားအဲ့ကားလေးကလည်းယုံတင်ဖို့အတွက်အခက်အခဲလေးဖြစ်နေရဲဆိုတော့အဲအဲ့လိုပေါ့နော်အဲကိုယ်မျက်နှာတာလည်းပေးတယ်မပေးလည်းမပေးဘူးအဲ့လိုတော့ဖြစ်နေအဓိကကတော့ဒီနေ့ပျော်နေလို့ထင်တယ်ဟာတီးရနည်းနည်းတော့မူကပြောင်းတယ်တခါလေကြတော့လေယောက်ျားလေးဆန်တယ်ဟောနော်တီးရလေအကူ၃ယောက်နဲ့လေကြီးတာ အဲအခုဒီဆယ်လီဆိုင်ပြိုးရေးဆိုရင်လည်းတရားစရောက်တာ အကူရင်းနဲ့ရောက်တာအဲကြိုရောက်နေတာပေါ့နော်ကိုထူအောင်တို့ကိုဇဲတို့မခတ်မိုးတို့အဲ့လိုအဲ့လိုကိုလင်းအောင်ခဲတို့ဟုတ်တယ်အတေးကသူတို့ရင်းနဲ့နေရတာပြောတယ်ပြောရဲဆိုယောက်ျားလေးလိုပဲသူတို့ကလည်းသူတို့တင်းကိုတားကြီးလိုပဲအဲ့လိုသဘောထားရဆိုအဲ့လိုပေါ့နော်အဲယောက်ျားလေးဆန်တဲ့ခါလည်းရှိရပေါ့ ပြောရင်ဒီနှစ်ထဲမှာနှစ်ခါလောက်တော့ mental breakdown ဖြစ်သွားတယ်ဖြစ်သွားဆိုဟိုလိုကြီးတော့မဟုတ်ပါဘူးအဲအော်ငိုလောက်တဲ့အထိပေါ့အော်အော်ငိုလိုက်တယ်ဒါပေမဲ့ပြီးသွားတယ် ဆိုတော့အဲ့လိုမျိုးတစ်ခါလေးလဲကြုံရပါတယ်ခိုင်လည်းခုပြောသလိုပေါ့ကိုယ့်ကိုခွင့်ရေးပေးရဲ့အခါရှိသလိုကိုယ့်ကိုခွင့်ရေးမျက်နှာသာမပေးခင်ရတဲ့အခါကြီးလည်းရှိရပါဘူးပေါ့မှန်လိုက်ပြောရင်တီးရဲ့ life ကအဲ့လိုအရန်ကိုထွန်းမွေရယ်ပဲပြောရမှာပေါ့နော်တီးမှာအဲ့လိုမျိုးစိတ်တက်ကြတာမျိုးတို့ကိုယ်လုံးတဲ့အရာမရတာမျိုးတို့ဆိုတာနည်းတယ်ပေါ့နော် ဒီအနုပညာလောက်ကြတော့ကိုဖြစ်ချင်တိုင်းကိုလုံးလို့မရဘူးเนาะအကိုကိုကိုရိုက်ချင်တိုင်းကိုထုတ်ရိုက်လို့လည်းမရဘူးတော့ထုတ်ရိုက်လည်းတကားပေါ့တကားတယ်လည်းဘာမှဆက်လုပ်လို့မရဘူးလေเนาะဆိုတော့အဲကိုကိုဘက်ကအဲခွန်အားရှိတဲ့လောက်ဝိရိယထုတ်တယ်စူးစမ်းရတယ်ကမ်ပေးလာတဲ့အပေါ်မှာလှုပ်သွားမယ်ပေါ့နော်အဲ့လိုလေးစိတ်လေးကိုထားပြီးတော့ဆက်လုပ်နေပါတယ်အဲအဲ့လိုလည်းမဟုတ်ပါဘူးဒါပေမဲ့တီရီရော family ကဟို တီးအငဲဆုံးလည်းဖြစ်တယ်အဖေနဲ့မိနဲ့လည်းအလိုအလိုလိုက်တယ်အချစ်အချစ်ခံရတယ်ပေါ့နော်အဲ့ဒါလည်းဆိုးလားဆိုတော့ဆိုးတော့မဆိုးပါလိုချင်တာထက်တီးကအခုလိုမျိုးပေါ့နော်အခုတီးရန်ကုန်မှာအမှုပညာလောလောချင်းနေအဲသူတို့စိတ်မချရလीပိုင်းလေးရှိရဲဒါပေမဲ့သူတို့ကအဲခွန်အားရှိသလားငွေရရှိသလား ပံ့ပိုးပေးရဖြည့်ဆည်းပေးရအဲတခါလေလဲအဲ့လိုမျိုးလိုက်ရတဲ့အခါမျိုးလေးဆိုလဲသူတို့ like ပေးရ ဆိုတော့အပေးရပေါ့နော်ဒီနေ့ချိန်ထိဒီအမှုပညာနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကကန့်ကွက်တာရေအဲတမီဒီလောက်စူးစမ်းပြီးပြီးဒီလောက်ပဲလားဆိုတဲ့ဟာမျိုးတွေဒီစိတ်အဆင်မပြေမဲ့စကားမျိုးဒီနေ့ချိန်ထိမပြောဘူးပေါ့နော်ဆိုတော့တေးရလည်းတစ်ဖက်မှာလိမ်မာအောင်နေတယ်ကိုလုတ်ချင်တဲ့အလုပ်လည်းလုပ်တယ်တစ်ဖက်မှာလိမ်မာအောင်နေရယ်စီးပွားရေးလေးလည်းလုပ်တယ်ဆိုတော့အဲမိဖတွေကလည်းချစ်ချစ်ပါတယ်ပေါ့อ๋อတီရီယာလက်ဖက်ပဲကြော်ပေါ့เนาะစိန်ကြော်လက်ဖက်ပဲကြော်ဒီဒီစတီမတ်တို့ ocean တို့မှာသွေ ွင်းပါတယ်ပြီးတော့ကာရီပေါင်တာလေးလည်းထုတ်ပါတယ်အာဖိနဲ့မင်းနဲ့ကလည်းဒီစီပွားရေးလောက်တာဆိုတော့ငယ်ခဲ့ကြီးလာဆိုတော့တော့ဟာမဖြစ်ပါဟုတ်တယ်ဟုတ်တယ်ရှင်ဟုတ်ကာရီပေါင်တာလေးဆိုရင်အကောင်းတယ်နော်အဲကြုံလို့ရှိရင်ဝယ်ပြီးတော့စမ်းသုံးကြည့်ပါလို့ ocean မှာလည်းရှိပါတယ်လို့ city map တို့ပါတော့တခြားမြို့တွေဟိုတောင်တောင်ကြီးတို့ဒီ ဒီအမျိုးမျိုးတွေအများကြီးမှာရှိပါတယ်ပေါ့နော်ဟုတ်ဘယ်လိုပြောရမလဲငယ်ခဲ့ကလည်းစီးပွားရေးမင်းကဒီလက်ဖက်ပဲကြော်ရောင်းနေဆိုင်မှာအိမ်မှာလည်းဆိုင်ဖွင့်ထားရဲဆိုတော့အိမ်မှာနေလို့ရှိရင်ကြောင်းသွားရဲဒီဆိုင်ထိုင်ပေးရဲဒီစီးပွားရေးနဲ့ကမပြတ်ဘူးပေါ့နော်အခုပြတ်တည့်ရလည်း MBA business ကိုလည်းအကြောင်းနဲ့ပြီးထားရဲဆိုတော့အဲဒီရန်ကုန်မှာလည်းနေခြင်းနဲ့ စားဖို့တောက်ဖို့လည်းရှာရတယ်ဆိုတော့အဲကာရီပေါင်နာလေးထုတ်ထားပါတယ်။ဟောဒါကရုပ်ရှင်ထဲမှာဆိုလည်းလေဟိုကောင်မလေးကရှာကြည့်မှာနော်ချစ်လို့ယူပြီးပိုင်သိမ်းထားပါ။အဲလေဆိုးဆိုးချင်တာအမေဆိုးရသေးဘူး။ဆိုးရသေးဘူး။ဒီဦးအားကိုကိုကိုလည်းမသိဖြစ်နေအားကြောင့်ပေါ့ပျော်ကြီးဖြစ်နေရလေ။အဲရရှိရတဲ့ကြိုက်တာပေါ့အသက်ကြီးရလည်းကြိုက်တာပေါ့။ ုတ်ကဲ့ပါအဲတီဗီကဒီဒီအမှုပညာလုပ်လေးကိုလည်းဒီဝါသနာရန်ပါတဲ့အတွက်ရှောက်လန်းနေပါတယ်အဲအမှုပညာဘက်မှာအားပေးလို့လည်းရပါတယ်ဒီစီးပွားရေးဘက်မှာလည်းအကြိုက်တာကိုအားပေးနိုင်ပါတယ်เนาะဟုတ်ကျေးဇူးအများကြီးတင်ပါတယ်